ကဲကျွန်တော်ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်15ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီး22မှတက်ရက်ဇွန်လ2025စနေနေ့ထိတပတ်တာအတွင်းတနင်္လာသားသမီးတွေကံကြမ္မာအခြေအနေဘယ်လိုဖြစ်မလဲကျွန်တော်ကြည့်လိုက်ကြရအောင်ကတနင်္လာသားသမီးတွေကတော့ဒီတစ်ပတ်မှာ မြစ်တားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကံကောင်းတာဖြစ်ပါတယ်ချစ်သူရင်းစားတစ်တွေရတတ်တယ်မြစ်တားရေးအခြေအိမ်တော်ရေးနဲ့ပတ်သက်လို့ဝမ်းသာစရာကိစ္စတွေကြုံတွေ့ရမယ်မပြေလဲပြဿနာတက်နေတဲ့မြစ်တားရေးအခြေအိမ်ကိစ္စတွေပြန်လဲအဆင်ပြေဖို့ရာရှိတယ်ဟာလာအမျိုးသမီးတူရဲ့အကူအညီအထောက်ပံ့နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းဆိုတာမျိုးတွေရတတ်တယ်ကိုဟာကိုယ့်ဘဝဝင်းကျင်မှာအမျိုးသမီးတယောက်စီကအကူအညီအခွင့်အလမ်းတောင်းမယ်ဆိုရင်ဒီဘက်မှာတောင်းခံခြင်းဖြင့်အောင်မြင်အစီအမြင်မဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့သဘောတရားသည်ကိုယ့်ဘက်က မှန်ကန်ကန်မမှန်ကန်ကန်လှုပ်ဆောင်တယ်ကိုယ့်ဘက်ကမြတ်မြတ်တတ်တာလှုပ်ဆောင်တယ်ဟဲ့လားကိုယ့်ရဲ့လှုပ်ရက်တွေကမှန်ကန်တယ်ဟလာကိုယ့်ရဲ့လောက်ရတည်းကတစ်ဖက်ဆောင်နဲ့မတရားတာမျိုးမဟုတ်ဘူးဆိုရင်ဒီတစ်ဘက်ကကံကောင်းတည်တဲ့ပူကောင်းမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကံမကောင်းလားကောင်းတယ်ဟလာမှန်မှန်ကန်ကန်လှုပ်ဆောင်တယ်မျက်မျက်ထတာလှုပ်ဆောင်တယ်ဆိုပူလို့တောင်ကံကောင်းမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့မမျော်လင့်မနဲ့ထီထီချဲတွေပောက်တတ်တယ်ဝင်ငွေတွေကောင်းတတ်တယ်ဝင်ငွေကောင်းတယ်ရရှိမယ်လက်လာဘတ်တွေဝင်မယ်မမျော်လင့်တဲ့နေရာအခြေအနေကနေ ငွေကြေးခွင့်လန်းတွေပေါ်များမဲ့တပတ်တာလည်းပဲဖြစ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ပူစရာပန်စရာမလိုဘူးစိတ်ညစ်နေရတဲ့ငွေကြေးကိစ္စတွေပြန်လဲအဆင်ပြေမဲ့အခြေအနေမျိုးဖြစ်မယ်အဲ့တော့ပေါင်းစည်းပေါင်းဆက်ပြီးလုပ်ကံရတဲ့အကျိုးတူလုပ်ငန်းတွေအကျိုးပေးတယ်ကွက်ကွက်နေတဲ့အပေါင်းအသင်းတွေမိษွေတွေချစ်တော်သူတွေနဲ့ပြန်လဲစုံတွေ့ခွင့်ရတာသို့မဟုတ်အဆက်အသွယ်တွေပြန်ရတာမျိုးတွေကြုံရမဲ့တပတ်တာဖြစ်ပါတယ်။နော်ဒီဘက်မှာဟလာကိုကိုွယ်မှုဆိုင်ရာ ်အဝိဇ္ဇာနတ်စသဖြင့်ဒီလိုပုံကိုတွေကအကူညီရလဲမမျောလင့်မဲနဲ့ရတတ်တာမျိုးတွေကြုံရတတ်တယ်ရုတ်တရက်မဆမှုခံရတတ်တယ်အဲ့တော့ကိုယ့်ရဲ့အခြေအနေရရုတ်ကြီးပြောင်းလဲမယ်ကောင်းသောပြောင်းလဲဖြစ်မယ်ကောင်းလဲတိုးတက်မှုတွေဖြစ်မယ်ဆိုတော့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကကိုဟာတပတ်မှာလဲဥစည်းဥဆောင်လောက်ကန်ရသလိုအဲတပတ်မှာလဲကိုယ့်အတွက်အကျိုးအမြတ်တွေရှိမယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုလောက်တာတွေကအရာ ဟဲ့လားအကျိုးမဲ့သွားတာပျက်စီးသွားတာမဟုတ်ဘဲနဲ့ကိုလှုပ်တဲ့အခါတွေကလှုပ်သမျှလှုပ်သမျှတွေကအကျိုးပေးအရာထင်မဲ့တပတ်တာကာလမျိုး ဖြစ်ပါတယ်ဒီတစ်ပတ်ဒီကံကောင်းနေတာလည်းပဲဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ဟဲ့လားကိုဟာဘာလို့ပဲလှုပ်လှုပ်မြတ်မြတ်တတလှုပ်နိုင်လေကို့အတွက်ကောင်းချူဖြစ်လေဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှတခုတော့သတိထားမှာကျမ်းမိုင်တဲ့ပတ်တန်ခါနာတာဒူးနာတာအကျောအစစ်မြစ်တွေအနှဲငယ်နာကျင်ကြိုက်ခဲတာမျိုးတွေ ဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်မေတ္တာများများပို့တာမေတ္တာပို့တာမေတ္တာသို့ရွတ်တာမျိုးတွေဆိုရင်ဒီတစ်ပတ်အတွက်ပုံမှုပြီးတော့ကောင်းကျိုးတွေရရှိမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အဆိုးကောင်းညီညွတ်မျှတနေတဲ့တပတ်တာဖြစ်ပါတယ်အရင်အားကောင်းနေတာလည်းမဟုတ်ဘူးစိုးနေတာလည်းမဟုတ်ဘူးလို့ပြောလို့ရတဲ့တပတ်တာပါအဲ့တော့ဒီတစ်ပတ်မှာကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့လည်းအယောင်းဝယ်တွေကောင်းမယ်ကိုယ်ပိုင်လုပ်ငန်းတွေတိုးတက်မှုတွေရှိမယ် အဲ့လားလောက်ရတဲ့လောက်အကျိုးပေးမယ်လုပ်ငန်းကြံစီငွေကြေးကြံစီတွေအောင်မြင်အထမြောက်နိုင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အခြားသောအရေးကြီးကိစ္စတွေကိုကြံစီရှိခဲ့ထားတာတွေဒီဘက်မှာလုပ်ရင်ကောင်းမလားဆိုရင်လှုပ်ချင်းပြအစီအမံရဲ့ကောင်းမယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဟာလာဆိုရင်ကျွန်တော်တို့ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေရရှိမှသွားသလိုအလဲလက်တန်းစားတဲ့မှာပါဝင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အနှစ်ချုပ်အပြည့်ဒီတစ်ပတ်ဒီ ကံကောင်းနေတဲ့တပတ်တာဖြစ်ပါတယ်ကိုလှုပ်ကျင်တာဖြစ်ကျင်တာတွေကိုဒီတော့မှဇွဲကောင်းစွာစူးစမ်းခြင်းလှုပ်ယူပုံမော့ခြင်းဖြင့်အောင်မြင်အစဉ်ပြေမှဖြစ်ပါတယ်ကံကောင်းနေပါတယ်ဒီတစ်ပတ်ကံကောင်းလက်ရှိငနန်းသည်6ခန်းအကျိုးပေးတဲ့အကြောင်းကတော့လိန်မော်ရောင်ဖြစ်ပါတယ်တက်နေလာသားသမီးတွေအတွက်လမ်းညွန်ဟောကြားပေးခဲ့တာပါ